အားလုံးပဲမင်္ဂလာပါ UK Match Day ရဲ့ Facebook နဲ့ YouTube Channel ကနေကြိုဆိုပါရစေ။ Champion ပြိုင်သက်တွေအားလုံးမင်္ဂလာပါ။ Manchester United အသင်းနဲ့အခု Chelsea ကစားမနှစ်ယောက်ဒီအပိုင်းမှာတောင်းလျှောက်တင်တက်နေတယ်။အားလုံးသိထားပြီးသား Ugadi ကဘရူးနေမှာ Man United ကိုရောက်လာတယ်စစ်စစ်တယ်။ဒါကြာပေးနေမှာ club က official ဒါ jersey တစ်ပိုင်းနဲ့ချိန်ညာတဲ့ချိန်ညာဖို့ရှိတဲ့အချိန်မှာ သူတို့တောက်ကြနေမှာပရီးမီးယားလိမှာ register လုပ်မယ်စူပါဆန်တီမှာလီဗာပူးနဲ့ပွဲအတွက်ပြင်ဆင်မယ်အဲ့လိုပဲခေးစားလေးအိုက်တိုင်းပဲဒါခေးစားလေးဘော်ဒူးနေမှာဒါလီဗာပူးကိုရောက်လာတဲ့ဆစ်စစ်တဲ့ကြာပေးနေပြီတာနဲ့တောက်ကြမှာ register လုပ်ပြီးတော့သူလဲဒါလီဗာပူးရဲ့အရန်ခုန်ဆင်းနေမှာဒါစူပါဆန်တီအင်္ဂလန်ဒါဘီအတွက် ready ဖြစ်တယ်ဆိုတော့ဒီနေရာမှာ Man United ရဲ့ transfer ကကျွန်တော်သိတာကအဆုံးသတ်သလောက်ရှိပြီဒါပေမဲ့ Jadon Sancho အပြောင်းအရွှေ့တစ်ခုကြံနေတဲ့အတွက်ကြောင့် United ကအပြောင်းအရွှေ့မှာဈေးကွက်ထဲမှာကြံနေတယ် မန်ချစ်စတာယူနိုက်တက်အသင်းကအခုလက်ရှိမှာဂျီဒန်ဆန်ချိုအပြောင်းရွှေ့နဲ့ပတ်သက်လို့သူက option ကနှစ်မျိုးပဲရှိတော့တယ်ဂျူဗန်တက်စ်လာချယ်ဆီလာပဲဘိုင်မြူနစ်တို့လီဗာပူးလ်စင်တို့ကဟိုဒော့မန်တို့ကစိတ်ဝင်စားသည့်တိုက်အောင်ဒီအသင်းတွေကိုပြောင်းရွှေ့မှာမဟုတ်ဘူးဂျူဗန်တက်စ်ကဒီပြောင်းရွှေ့နဲ့ပတ်သက်အသေးအံလိုက်တယ်ချက်စီကကြတော့ rhyme starling အတွက် situation အနေနဲ့ဆန်ချိုကိုသူတို့လိုချင်တာတကယ်လို့ starling ကအထားပါတော့ aston villa ကိုပြောင်းတာပဲဖြစ်ဖြစ်တခြားဥရောပပဲဖြစ်ဖြစ်ဆော်ဒီပဲဖြစ်ဖြစ်ပြောင်းသွားရင်ဆန်ချိုသူတို့ခေါ်ဖို့အစီအစဉ်မရှိဘူး။အဲဒါဆိုသူတို့က ရဟိမ်စာလင်ထွက်ဖို့အရေးကသူတို့အတွက်အနမတ်တစ်ဖြစ်နေတာအဲ့ဒီနေရာမှာဂျူဗန်တက်စ်ကအခုလက်ရှိမှာဂျီဒန်ဆန်ချိုကိုခေါ်နိုင်ဖို့အနီးစပ်ဆုံးရောက်နေတယ်ဒါအခုလက်ရှိအနေထားရဂျူဗန်တက်စ်ကအရန်ကိုလိုချင်တယ်ဆိုတော့အခုလောလောဆယ်မှာကျွန်တော်တို့ဆန်ချိုရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ရှင်ရင်ဖြစ်နိုင်ခြေကကျွန်တော်အမြင်ပြောတာ Chelsea Chelsea ထက် Juventus ဖြစ်ဖို့များတယ်။ဘာလို့ဆိုတော့ Italy ကဒါ Juventus မှာကပြ1 Quadrado မရှိတော့ဘူး။နောက်တစ်ဖက်က ဒီ Federico ခီးစားမရှိဘူးသူတို့မှတောင်းပန်နေအကုန်ထွက်သွားပြီဆိုတော့သူတို့မှတောင်းပန်တကယ်လို့နေတာဆိုတော့ Francesco Conceição ကိုသူတို့ Porto ကအငားနဲ့ခေါ်တယ်တရားဒီအငားယူရို9တန်းနဲ့စုချင်းဝင် bonus 3တန်းပါတယ်ကန်လာမှုနဲ့ခေါ်လိုက်ပြီ now Nico Gonzalez လည်းရောက်ထားပြီဆိုတော့ Sancho အပြောင်းအရွှေ့ကိုသူတို့အသေးအတန် push လုပ်နေကျွန်တော် report ရဆိုရင် Jadon Sancho ရဲ့အပြောင်းအရွှေ့က Italy က Lamas ဒီ Lagazette တို့ Delo Sport ရောဒီဒီမာစီကိုဖော်ပြချက်ရာဆန်ချိုက Juventus ကိုဥတီနေတယ်။ Chelsea စိတ်ဝင်စားသည့်တိုင်အောင်။ဘာလို့ဆိုတော့ Chelsea ရဲ့ wages structure နဲ့သူတို့ wages ပေးမှာစန်ချိုရဲ့လောက်ခလာဆောင်မပေးဖို့အစီအစဉ်မရှိဘူး။ဆိုတော့အဲ့ဒါကအဓိကပြဿနာဖြစ်တာ။ Juventus နဲ့ Man United ကြားမှာညှိရတာတစ်ခုပဲရှိတယ်။စန်ချိုလာဆောင်50 50 Man United လက်ခံတီးပြောင်းရွှေ့ဖြစ်ပြီ။ဒါပေမဲ့အပိသက်ပါဝင်ထားခြင်းမရှိသေးတဲ့အငားတီးတန့်ပဲဖြစ်နေတယ်။ Chelsea ကတော့ Man United ကစန်ချိုကိုတန်း50နဲ့40ကြားရရင်ရောင်းပါ။ Chelsea ကတော့အဲ့ option ကတော့ရှင်းနေတယ်။ တကယ်လို့ Starling ကိုသူတို့ယူမယ် Man United ယူမယ်သူတို့က Sancho အပြီးသက်ဝင်မယ်သူတို့ကတော့ simple ပဲဒီနေ့မှာ Man United နဲ့ဒါဒီ Chelsea ကြားမှာလဲဒါ Starling နဲ့ Sancho ကိစ္စတော်တော်လေးဆွေးနွေးနေတယ်နှစ်ဖက်ကြားမှာဒီလို wages မြင့်တဲ့ကစားသမား၂ယောက်ကိုဘယ်လို deal လုပ်မလဲနှစ်ဖက်သလုံးကတော့လာစာ show ယူမလားဘလိုပုံစံရှိမလဲ Chelsea ကတော့ straight swap ပုံစံကိုပဲဦးတည်တယ် United ကတော့ option ရှိတော့သူတို့ကြည်နေတယ်အဲ့ဒီချိန်မှာ ဂျီရန်ဆန်ချိုရဲ့အပြောင်းရွှေ့နဲ့ပတ်သက်လို့ဂျူဗန်တက်စ်ကတောက်လျှောက်ပုရှ်လုပ်နေတယ်။ဆိုတော့ကျွန်တော်စောင့်ကြည့်ရမှာကဆန်ချိုဟာဂျူဗန်တက်စ်ကိုအခုလောလောဆယ်အနေထားဆိုဂျူဗန်တက်စ်က65%လောက်65-80%လောက်ဖြစ်ပြီးတော့ချယ်ဆီက30%ရာခိုင်နှုန်းလောက်ရှိပြီ။ချယ်ဆီကိုဖြစ်ဖို့ကဒါဆိုချယ်ဆီကအခုလောလောဆယ်မှာဘယ်လိုပြောမလဲဆိုတခြားကိစ္စတွေသူတို့မှာရှိသေးတယ် striker option ပါညာသူတို့ထုတ်တင်ထုတ်မှာအခု decisive အသင်းကထွက်မယ်လို့နောက် chalobah မသေးကြဘူး အဲတစ်ချိန်တည်းမှာပဲသူတို့တခြားထုတ်တင်ရတယ်လည်းရှိသေးတယ်ချေဝဲအခု United ကတခါတည်းကြီးညာလိုက်တယ်ဘန်ချေဝဲကိုသူတို့ခေါ်ဖို့အစီအစဉ်မရှိဘူးသူတို့တရင်နေရလွန်ခဲ့တဲ့၂ရက်က United နဲ့ဒါချေဝဲ agent တို့ဆွေးနွေးခဲ့တယ်ဆိုတရင်နေတက်နေသေးတယ်အောင် Man United ကချေဝဲကိုခေါ်မှာမဟုတ်ဘူးအဓိကဘာဖြစ်လဲလဲဆိုတော့ Independence မှာပေါ်ပြချက်ရချေဝဲရဲ့လောက်ခလာစာကတပတ်ကို2သိန်းအဲ့ဒါအပြင်ကို Lucio နဲ့ Tyler Marasia စင်တူပဲ ဒဏ်ရာပြဿနာမကြာခဏဖြစ်တဲ့အတွက်ကြောင့်သူတို့ဘက်ကချေးဝဲကိုခေါ်ဖို့မရှိဘူးဆိုတော့ United ကချေးဝဲကိုမခေါ်ဘူးဒါဆန်ချိုနဲ့စတာလင် swap ဒီကိုတော့သူတို့ညှိနေစေဖြစ်တယ်တကယ်လို့ဆန်ချိုက Juventus ကိုထွက်ရင်တော့သူတို့စတာလင်ကိုမခေါ်ဘူးတကယ်လို့ဆန်ချိုဟာ Juventus ကိုမဟုတ်ပဲ Chelsea ကိုသွားမယ်ဆိုတော့စတာလင်ဒီက United နဲ့ဖြစ်နိုင်တယ်ဒါပဲဆိုတော့အခု Manuel Ugarte ကမင်းညာက ဆေးစစ်တာအောင်သွားပြီးအားလုံးပြီးသွားပြီးပေပေါ်ပြီးသွားတော့ပရီးမီးယားလိဂ်ကိုသူတို့ရေဂျစ်တာလုပ်ပြီးဆိုတော့တောက်ဆန်နီဆန်ဒေးမှာကမ်းမဲ့လီဗာပူးနဲ့ပွဲအတွက် ready ဖြစ်ပြီလို့လည်းကြေညာတယ်ဆိုတော့မန်ယူနိုက်တက်ကအခုသူတို့ transfer ပြီးတဲ့လောက်ဖြစ်ပြီးအဲ့ချေဝဲအပြောင်းရွှေ့လည်းမဖြစ်တော့ဘူးသူတို့ပြောထားပြီးသားသူတို့မခေါ်ဘူးလို့ပြောထားပြီးတော့သူတို့တခုပဲဆန်ချိုကချယ်ဆီကိုသွားရင်တော့စတာလင်ဖြစ်နိုင်တယ်ချယ်ဆီကိုမသွားဘဲဂျူဗန်တက်သွားတယ်ဆိုရင်တော့တီးတက်အပြောင်းရွှေ့ဖြစ်သွားနိုင်တယ်ဒါတော့ latest ဖြစ်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်